ယောရဘောအညိုဟဆေယောဒီနေ့ recap လုပ်ပေးသွားမယ့်ဇာတ်ကားလေးကတော့2023မှာထွက်ရှိခဲ့တဲ့ Love Reset ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပထမဆုံးအခန်းမှာတော့ကောင်းလေးကသူ့ငွေချင်းတွေနဲ့အတူအရက်တောင်ရင်အသက်ကွဲနေပါတယ်။အချောင်းရင်ကတော့သူ့ကောင်းမလေးကဒီနေ့တခြားသူနဲ့မင်္ဂလာဆောင်မယ့်နေ့ဖြစ်နေလို့ပါပဲ။အဲ့ဒီအချိန်မှာရုတ်တရက်ကောင်းမလေးကကောင်းလေးစီကိုရောက်လာပါတယ်။သူမကမင်္ဂလာဆောင်ကနေထွက်ပြေးလာခဲ့တာပဲဖြစ်ပါတယ်။ ကောင်လေးရဲ့နာမည်ကတော့ဂျောင်ရောဖြစ်ပါတယ်။သူကရွှေနေစာမျိုးဝဲဖြစ်ပြီးဥပရေလောကကိုတိုးဝင်ဖို့ကြိုးစားနေတဲ့ငမွဲလေးတစ်ယောက်ပါ။ကောင်မလေးနာမည်ကတော့နာရာပါ။ရွှေစွန်းကိုက်ပြီးမွေးဖွားလာခဲ့တဲ့ဘောကြီးမလေးတစ်ယောက်ပေါ့။ထုံးစံအတိုင်းကောင်မလေးဘက်ကဒီငမွဲနဲ့သဘောမတူတော့သူ့အမေကစားတော့ဆိုင်မှာအရင်ဆုံးကောင်လေးကိုခေါ်တွေ့ပါတယ်။ရောက်ခမကြီးနဲ့တွေ့ရမှာကြောက်နေတဲ့ကောင်လေးကိုနာရာကဘာမှစိတ်မပူနဲ့။ငါအမေကရက်ွက်ထဲကအန်တီဂျီတယောက်ပဲသဘောကောင်းတယ်ဆိုပြီးတော့နှစ်သိမ့်လိုက်ပါတယ်။ တကယ်တမ်းကျတော့ရောက်ခမကြီးရဲ့ခတ်ထန်နေတဲ့မျက်နှာပေးကိုအရင်ဆုံးကြုံလိုက်ရပါတော့တယ်။ဆက်စားခြင်းမှာပဲမင်းမအလုံးရှိလား။အခုဆုထားတာကိုဘယ်လောက်ရှိနေပြီလဲလို့မေးလိုက်ပေးမယ်။မျက်နှာမွဲဖြစ်နေတာသိသွားပြီ။ဆက်မမေးတော့ပဲပတ်စံထုတ်ချပေးလိုက်ပါတော့တယ်။ချောင်းရောကလည်းရုပ်ရှင်တွေထဲကလို့ဒီပတ်စံယူပြီးငါသမီးနဲ့လမ်းခွဲပေးဆိုတဲ့အထာလို့ထင်သွားပါတယ်။ ကျွန်တော်ဒီငွေတွေမယူနိုင်ပါဘူးလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာရောက်ကမကြီးကဒီပတ်စံတွေနဲ့ခန်းဝင်ပစ္စည်းဖို့ပြင်ဆင်လိုက်ပါလို့ပြောလိုက်တော့မှချောင်းရောလည်းသူ့ဘလို့မှမထင်မှတ်ထားတဲ့အတွက်အရန်ကိုဝမ်းသာသွားပါတယ်။အဲ့ဒီမှာရောက်ကမကြီးကမင်းအတိကတွေ့ရမှာက၅ယောက်ကြားနဲ့ပဲလို့ပြောလိုက်တယ်။အဲ့ဒီမှာရောက်ကတိနဲ့သမတ်စတင်တွေ့ကြပါပြီ။ငါသမီးကိုချူစားတဲ့တရောင်းစားကောင်းဆိုပြီးတော့နာရအဖေက တွေ့တာနဲ့စပြီးပောက်ကွဲပါတော့တယ်။နာရအဖေကအတင်းသက်မဲ့ဖြက်မဲ့လုံနေတာနဲ့တမိအလေးမရုံးလေးနာတာကလည်းစွဲမရတဲ့အဆုံးမှာတခွမဲ့ဝင်ပြောလိုက်ပါတယ်။အဖေထက်တမိကြောင်ရောက်ကိုပုတ်ချစ်တာဖေးဆိုပြီးအော်ပြောလိုက်တော့အဖေဖြစ်သူကလည်းရုတ်တရက်ကြောင်သွားပါတယ်။ပြီးတော့အင်းနဲ့ဝင်သွားပြီးတနက်ကင်ပြီးပြန်ထွက်လာတယ်။မြို့ငါတက်မဲ့ဆိုပြီးတော့တနက်မောင်းကိုဆွဲချလိုက်ပါတယ်။ကြည်စန်းရှိမနေခဲ့လို့ ချောင်ရော့လည်းသိမသွားခဲ့ပါဘူး။မိသားစုတွဲဆောင်ခန်းကိုဖျက်တမ်းပြီးရနောက်မှာတော့သူတို့နှစ်ယောက်ရဲ့အချင်းချင်းလက်ထပ်ပွဲလေးကအထမြောက်သွားပါတယ်။ဒီလိုခက်ခက်ခဲခဲရန်သူတွေကိုကြောပြက်ပြီးလက်ထပ်ထားရတဲ့အတွေ့လေးဟာဆိုရင်အခုအိမ်တော်ကြီးတတရရပျော်ရွှင်နေပြီလို့ထင်ပါသလား။ဒါဆိုရင်တော့အရန်ကိုမှတ်သွားပါပြီနော်။ အရင်ကအရင်ချွလွန်လို့မရမကလက်ထပ်ယူထားကြပေမဲ့သူတို့နှစ်ယောက်ဟာအချစ်ငှက်ရိုးရိုးငှက်ကနေအခုချိန်မှဆိုရင်တော့လရငှက်အနေထားကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဘလို့မှတိုက်မတူတဲ့နှစ်ယောက်ကမိုးလင်းအိယာထရာနဲ့စပြီးရန်ဖြစ်နေကြပါပြီ။နာရာကရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ပြီးချောင်ယောကတော့ရှေ့နေတယောက်ဖြစ်ပါတယ်။ ိမ်ပြန်ရောက်လာတဲ့ကြောင်ရောဟာရေခဲတတာကိုဖွင့်လိုက်တဲ့ဆိုရင်ပဲမှိုတက်ပုံနေတဲ့အသေးနံတွေကိုတွေ့လိုက်ရလို့စိတ်ပြက်ပြီးရေဘူးဖုံးဖွင့်ပြီးရေတောက်လိုက်ပါတယ်တကယ်တော့ရေမဟုတ်ပဲအရက်တွေထည့်ထားခဲ့တာပါအဲ့ဒါနဲ့မိမကိုအောငေါပွားများပါတော့တယ်သူပွားတာကိုအချောင်းတည်နေတဲ့နာရာကလည်းနှစ်ချက်ကိုနားထဲထည့်ထားပြီးအရက်တောင်ရင်အလုတ်ဆက်လုံးနေပါတယ်အဲ့ဒီလိုမျိုးတအုပ်ကိုတအုပ်သိမ့်ကျင်လာကြတဲ့သူတို့အတွဲလေးဖြစ်ပါတယ်နောက်ဆုံးတယောက်နဲ့တယောက်ဘလို့မှတီးမခံနိုင်ကြတဲ့အဆုံးမှာတော့တရားဝင်ကွာရှင်းပြန်ဆဲဖို့အတွက်နှစ်ယောက်သားတရားရုံးကိုရောက်လာကြပါတော့တယ် တယောက်ကိုတယောက်သီးမခံနိုင်လောက်အောင်အယက်မုန်းနေကြပြီဖြစ်လို့မြမြကွဲပေးပါတော့ဆိုပြီးပြောကြပါတယ်။တရားရုံးကလည်းဘယ်ခါနေစပြီးပြဿနာဖြစ်ရတာလဲဆိုတဲ့အကြောင်းကိုမေးတော့ နာရာကစပြီးဒီလိုပြောပါရယ်လက်ထပ်ပြင်ဆင်ကလေးကနှစ်ယောက်နေမဲ့တိုက်ခန်းကကျဲလာပါညာနဲ့လက်ထပ်ပွဲစရိတ်ကိုလည်းသူပဲပေးမယ်ဆိုပြီးမန္နာရီကြည့်ပြီးအမေပတ်ဆန်ပြက်ဆက်နေရတဲ့ကောင်းလို့နာရာကပြောပါရယ်အကြိုက်ကလည်းတစမ်းမာကိုမတူဘူးသူကထမင်းတော့ကြိုက်တယ်ကျမကပါစတာကြိုက်တယ်ကိုကြိုက်တာကိုအေးစေးမစားပဲသူများကိုလိုက်ပြီးတော့အပြစ်ပြောပါရယ်ဆိုပြီးနာရာကထပ်ပြောပါရယ်အဲဒီမှာဂျောင်ယောကလည်းထပ်ပြောပြန်ပါရယ် ဆွစ်ဇာလန်ကိုဟန်နီမွန်ခရီးထွက်တဲ့ကပြဿနာကစတာပါခရီးသွားတယ်ဆိုမှသူကတစ်ချိန်လုံးအခန်းထဲမှာပဲအောင်းနေပါတယ်ဆွစ်ဇာလန်ကိုလာတာလဲဖို့မဟုတ်ဘူးတဲ့ဆွစ်ဇာလန်အငွေ့ကိုလာရှူရလို့သူကပြောသေးတယ်အပြင်ထွက်လဲတော့လဲကိုတယောက်ထဲတောင်းတက်တော့လဲကိုတယောက်ထဲမုတ်ထွက်စားတော့လဲကိုတယောက်ထဲဟန်နီမွန်ခရီးလာပါလားတော့မတဲကွဲပါဘူးဗျာဒီလိုမိမမျိုးတစ်ခါမှမတွေ့ဘူးလို့ဂျောင်ယောကဆိုပါတယ်အဲ့ဒီမှာနာရာကလည်းထပ်ပြီးပြောပြန်ပါတယ်လူကြီးမင်းတို့ဒါကိုနားထောင်ကြည့်ပါဦး ဲ့ဒီကောင်ကအရန်ရွက်တဲ့ကောင်မှသူ့ကိုအလုတ်လက်မဲ့လို့တခါလေးပြောလိုက်တာကိုပတ်စံကြမ်းသေးလာမေးရင်အလုတ်လက်မဲ့ကပတ်စံသုံးစရာနေရာမှမရှိတာလို့ပြောတယ်။တနေ့လည်းအိမ်ကိုနှင်းတွေအေးခဲပြီးပြန်ရောက်လာပါတယ်။ဘာလို့လဲဆိုတော့အလုတ်လက်မဲ့ကတက်စီစီးစရာမရှိလို့လမ်းလျှောက်ပြီးပြန်လာတာတဲ့။ကဲ ပြီးတော့လည်းအမှမပြီးသေးပါဘူး။အမေမွေးနေ့လက်ဆောင်ဘာဝယ်ပေးရမလဲလို့မေးတော့လေဝေချေးရှင်ကသာဆုံးဖြတ်ပါအလုတ်လက်မဲ့ကဘာမှမသိဘူးဆိုပြီးကျမကိုမဲ့ရွယ်ပြောတယ်လေ။အဲ့ဒီအလုတ်လက်မဲ့ဆိုတဲ့ဇကားကိုသူကတနေ့တစ်ခါပြောပြီးနားမရင်ကျင့်နေတာပါ။အဲ့လိုအရွယ်တက်တက်ကောင်ကိုလူချင်းမြို့လို့ဆိုရင်ရောပေါင်းနိုင်မှာလားချက်ချင်းသာကွာပေးပါတော့လို့နာရာကပြောပါတယ်။အဲ့ဒါရင်မကသေးပါဘူး။ရောက်ကမဖြစ်သူကလည်းဟိုဟာလေးလှုပ်လေ။တထေးသမီးမို့ဒါမျိုးအခုမှလှုပ်ဖို့ရမလား။ ဒီအလေးလို့လေတထည့်သမီးမို့ဒါမျိုးနားမလဲဘူးမလားနဲ့အမေနဲ့သားကအတူတူပါပဲဒီမိသားစုတန်းကိုဘလို့မှမခံနိုင်တော့တာပါလို့နာရာကစိတ်ပြက်လက်ပြက်နဲ့ပြောပါတယ် အမှတ်ချောင်းရောကလည်းထပြောပြန်ပါတယ်ဒီမင်းမှတကယ်ညစ်ပတ်တာပါအဆိုးဆုံးကတော့အရက်တောက်လာရင်တကိုယ်လုံးနန်းစောပြီးအဝယ်မလဲရင်မချိုးပဲလာလာဖက်ပြီးသူနဲ့တူအိတ်ခိုင်းတာပါပဲလုံးဝသိမခံနိုင်ပါဘူးအမှတ်နာရာကလည်းနင်းကတော့ဝိုင်းတငုံလောက်တောက်ပြီးသေးပေါက်ရင်နန်းလို့ဆိုပြီးဖင်ကိုဒရိုင်ယာမှုတ်တဲ့ကောင်စီစာချောင်းနဲ့အယူကောင်ဆိုပြီးပြန်ပြောပါတယ်နောက်ဆုံးဘလို့မှသိမခံနိုင်တဲ့အချက်ကတော့ကျွန်တော်ကရွှေနေစာပေဝဲဖြစ်ကနေဆို stress များပြီးဥမာကြီးယောဂထဖြစ်နေကြပါ အညမှာဗိုက်အောင်မိအစောကြီးအိတ်လိုက်ပါတယ်။စာမျိုးဝက်ပြင်မဲ့မနဲ့နိုးလာတော့အခန်းပြန်ထွက်လိုက်တာနဲ့မိကလောင်နေတယ်လေ။နာရာတဲထားတဲ့ဟင်းအိုးကနေမိလောင်နေတာ ဘလောက်တောင်ဘယောဒုက္ခနိုင်လဲစဉ်းစားကြည့်ပါတော့ဗျာဘလို့မိမတော်ရမလဲဆိုတာကိုတရားသူကြီးတွေလည်းသူတို့ရံဖြစ်တာမခံနိုင်နဲ့ဆုံးပါကွဲဖို့ဆုံးဖြတ်ပြီးရင်လည်းစဉ်းစားဖို့သုံးသက်ချင်ရ30ပြောင်းစောင့်ပြီးရင်ကွဲလို့ရပါပြီဆိုပြီးသူတို့ကိုပြောပြီးပြန်လွှဲလိုက်ရပါတော့တယ်တရားရုံးကအပြန်ကားအတူတူစီးရင်လည်းရန်ထဖြစ်ကြပါတယ်ကာမဝင်ရှေ့မကြည့်ပဲနောင်ချိန်ပြေးနေကြတော့ဘေးကကဝင်တိုက်သွားပါတယ်အမှတေကံမရောက်တတ်မပြောက်ပဲနှစ်ယောက်လုံးဆေးရုံကိုရောက်သွားပါတော့တယ်တေတော့မသေးပဲနှစ်ယောက်လုံးကအတိတ်မေ့သွားကြပါတယ် ူတို့နှစ်ယောက်ကလင်မယားဆိုတာကိုလည်းတအံတအောတွေဖြစ်နေပါတော့တယ်။အဲဒီမှာနာရညမာကရ30ပြည့်ရင်ကွဲရတော့မှဘာမှစိတ်ပူမနေနဲ့လို့ဝင်ပြောပါတယ်။အကြမ်းမှာနာရာကလည်းအမလီတော်ပါသေးရဲ့အခုမှမြင်မှုတဲ့ဒီပေါ်တော်တော်ကောင်ကိုယောက်ျားမတော်ရတော့ဘူးဆိုပြီးစိတ်အေးသွားပါတယ်။ဒါပေမဲ့ဆရာဝန်ကဒီရ30မှာအတူတူတအိမ်နဲ့နေခိုင်းရင်သတိပြန်ရလာနိုင်ခြင်းများတယ်လို့ပြောလိုက်တဲ့အခါမှာတော့အမေနှစ်ယောက်ကတိုင်ပင်ပြီးရ30ပြီးတာနဲ့ကွဲရမယ်။အခုခဏနေဖို့သဘောထူခဲ့ပါတယ်။ နှစ်ယောက်တူနေတဲ့အိမ်ကိုစိတ်မချလို့နာရညမာလေးကိုပါထည့်ပေးလိုက်ပါတယ်အိမ်ထဲဝင်လိုက်တာနဲ့အရွက်ပလွင်းတွေအများကြီးနဲ့ရှုပ်ပွားနေတာကိုတွေ့လိုက်ရတော့နာရကဒါကြောင့်တယောက်သားကိုငါကကွာရှင်းချင်တာဖြစ်မယ်လို့ရေးရိုးလိုက်တော့ညီမဖြစ်သူကအဲ့ဒါနဲ့တောက်ထားတာလို့ပြောပါတယ်အမေဖြစ်သူကလည်းနှစ်ယောက်လုံးပြန်ကြိုက်လို့မရဘူးရက်30ပြည့်တာနဲ့ပြန်ကွဲရမှာလို့အတန်တန်မှားပြီး နာရညမကိုတေးချစောင့်ကြည့်ဖို့ပြောပြီးပြန်သွားပါတယ်။ချောင်ရောကသူ့အတိတ်ကိုပြန်မှတ်မိဖို့အတွက်သူ့တငယ်ချင်းတွေနဲ့တွေ့တွေ့ပါတယ်။တငယ်ချင်းတွေကချောင်ရောနဲ့နာရာကဘာတစ်ခုမှစတင်တွေ့ကြတာဖြစ်ပြီးနာရာကမူးမူးနဲ့ဂေါလီလုံးကိုမျိုးချမိကချောင်ရောကကယ်လိုက်လို့အသက်တခင်ကျေစုရှင်ဖြစ်သွားတယ်လို့ဆိုပါတယ်။ဒါဆိုကျွန်တော်နဲ့အမှစကြိုက်သွားတာလားလို့ချောင်ရောကမေးတော့မဟုတ်ပါဘူး။အမှနာရာကအရေးပေါ်ကန်ကဆရာဝန်နဲ့အရင်ကြိုက်ပြီးအဲကောင်ကဖောက်ပြန်တဲ့အချိန်ကြမှာ မင်းကနှစ်သိမ့်ပြီးရင်ချစ်သူတွေစပစ်တာလို့ပြောပါတယ်အဲ့လိုနဲ့ရက်30ပြည့်ဖို့15ရက်မြောက်နေ့ကိုရောက်ရှိခဲ့ပါပြီအတိတ်ကိုပြန်တရိယာစေဖို့အတွက်အမေနှစ်ယောက်ကအိမ်မွေချတဲ့နီးကိုသုံးဖို့ဆေးကန်းကိုခေါ်လာခဲ့ပါတယ်အဲ့ဒီမှာဂျောင်ယောကနာရာကမုန်းတဲ့ယောက်ျားဖြစ်လို့သူကမကောင်းတဲ့ကောင်မလို့အိမ်မွေချနေစဉ်အချိန်မှာမသိစိတ်ထဲကစကားတွေကိုပြောလာခဲ့ပါတယ်ရွှေနေစာမေးပွဲနေ့ကမီးလောင်နာကလည်းနာရာကသူ့အဆိုင်ဖြစ်နေမှန်းသိလို့စံပြုတ်ပြုတ်ပေးရင်လည်းဖြစ်ရတာမလို့ဂျောင်ယောကသူ့ကြောင့်လို့ဆိုပြီးတောင်းပန်ပါတယ်နာရာကလည်းဂျောင်ယောကိုခွင့်လွှတ်ပေးလိုက်ပါတယ် ိမ်ဝစ်ချရနီကအတိတ်ကိုပြန်တရီမရပါနဲ့သူတို့နှစ်ယောက်ကိုအနှဲငယ်တော့ပြေးလဲစေခဲ့ပါတယ်။နောက်နေ့မှာတော့ အတိတ်ကိုပြန်မှတ်မိစေဖို့အတွက်သူညမမသိအောင်နှစ်ယောက်သားခုတ်တိတ်ခဲ့ကြပါတယ်ပထမဆုံး baseball ကွင်းကိုသွားပါတယ်ပြီးတော့သူတို့နှစ်ယောက်ကြိုက်တဲ့ pasta နဲ့ထမင်းတုပ်ကိုလည်းအတူစားခဲ့ကြပါသေးတယ်နောက်ဆုံး restaurant တစ်ခုမှာ wine တောင်းရင် dinner စားကြပါတယ်အဲ့ဒီကအပြန်လမ်းမှာတော့ရီဝေဖြစ်ရင်းကမိုးကလည်းရွာတော့နာရာကအတိတ်ကိုတရိယာတလို့ဖြစ်ပြီးချောင်ရောကိုစတင်အကျဉ်းနာပေးလိုက်ပါတယ်သူစနမ်းပြီးသူပဲပပြန်ချလိုက်တယ်ချောင်ရောလည်းအနမ်းခံရလိုက်ပချခံရလိုက်နဲ့ဆိုတော့နည်းနည်းကြောင်သွားပါတယ်ပြီးတော့မှနာရာက sorry ပါကျမတရိလက်လို့ဖြစ်သွားတယ်ဆိုပြီး ီးတော့ဖုံးကြီးကောင်းခောက်ပြီးမှပြန်ကြော့တယ်လို့မျိုးပုံစံလုပ်ပါတယ်ဒီလိုမတက်အတူနေနှစ်ယောက်ဘာလို့ကွက်ရလဲဆိုတော့မဆန်းတော့ပါဘူးเนาะရောရောပေါ့အဲ့ကနေအိမ်မပြန်သေးပဲတငယ်ချင်းရဲ့အရက်ပါကို after ဆက်သွားကြပါတယ်အဲ့ဒီမှာထပ်တော့ကြပြန်ပါတယ်တငယ်ချင်းတွေက left shot ဆိုပြီးတော့မြောက်ပြီးတော့သူတို့လည်း left shot လုတ်လိုက်ပါတယ် left shot လုတ်အပြီးမှာပဲ ဘေးရဆိုဖာပေါ်ရောက်သွားပြီးနှစ်ယောက်သာထပ်နှမ်းကြပါတယ်အဲ့ဒီမှာတငယ်ချင်းကထပ်ပြောပါတယ်လက်ရှော့နှကလုံးရင်တော့ကလေးတော်မွေးမလားမသိဘူးဆိုပြီးတော့ပြောလိုက်တယ်နာရာတယောက်ဗောကာကိုလုံးတောက်ပြီးရနောက်ဆုံးမှာတော့တငယ်ချင်းတွေကဆိုင်အပြင်ထွက်နေနေရပါတော့တယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကဟိုတယ်နဲ့မှတ်ပြီးတောင်းချက်နေကြလို့ပဲဖြစ်ပါတယ် မနက်ကြတော့သူတို့နှစ်ယောက်ညကမတွေ့တဲ့ပုံစံမျိုးနဲ့နာရညမမရိပ်မိအောင်လို့အင်ကိုပြန်လာကြပါတယ်နာရရဲ့ညမလေးအိမ်မှာမရှိရတဲ့ရက်မှာတော့နှစ်ယောက်သားအခန်းထဲသွားပြီးခုတ်အိတ်ကြပါတယ်အဲ့ဒီမှာပဲရုတ်တရက်ညမဖြစ်သူကပြန်ရောက်လာပြီးအခန်းတကားကိုဖွင့်လိုက်တော့လန့်သွားကြပါတယ်နာရကဂျောင်ရောကိုအပေါ်ကားခွာပြီးအထက်မှာကျင့်နေတယ်လို့သူ့အမိကိုဖုံးဆက်တိုင်ပါတယ်ဂျောင်ရောလည်းလန့်ပြန်ပြီးအတင်းပြေးထွက်လာတော့မှဘေ့စ်ဘောအလုံးကိုတက်နေပြီးအုပ်ဆက်နဲ့ကျမ်းမြင်ထိပ်ပြီး ကျေရီလာရင်မြင်သွားပါတော့တယ်။ချောင်ယောကလည်းလဲကြရင်ကရုတ်တရက်ထပြီးသူ့အဆင်ပြေတယ်ဘာမှမဖြစ်ဘူး။ခဲမလေးသာအမေကိုတိုင်းမပြောပါနဲ့ဆိုပြီးနာရညမလေးကိုဘန်ကတ်ထုတ်ပြီးမိုးပိုးပေးပါတယ်။အမညီမနှစ်ယောက်လုံးကလန့်သွားကြပါတယ်။ လန့်သွားရတဲ့အကြောင်းရင်းကတော့ကြောင်ယောကသူတို့ဘက်ကိုလှည့်စကားပြောတာမဟုတ်ပဲဓာတ်ပုံကြီးကိုကြည့်ပြီးတယောက်တည်းစကားပြောနေခဲ့လို့ပါပဲအတိတ်မိတာတွေမကဘဲနဲ့ချော်လဲရကနေယူပါယူသွားပြီလားဆိုပြီးစေယုံခေါ်လာကြပါတယ်ဖြစ်ချင်တော့ကောင်းထီပြီးကြောင်ယောကအတိတ်ကိုပြန်သတိရသွားခဲ့ပါပြီသူသတိရတာကိုဘသူမှမပြောပြခဲ့ပေမဲ့နာရာကအလိုလိုခံစားမိပြီးသိသွားပါတယ်တိတ်မိရုံကချစ်တဲ့မျက်လုံးနဲ့ကြည့်ခဲ့ပေမဲ့ပြန်သတိရလာတဲ့အချိန်မှာတော့အကြည့်ကအစာကွာသွားလို့နာရာကသတိထားမိတာလို့ကြောင်ယောကိုပြောပြခဲ့ပါတယ် နာရအမေကလည်းရက်30ပြည့်တာနဲ့တရားရုံးမှာတရားဝင်ကွာရှင်ပြီးနာရကိုနိုင်ငံခြားလွှတ်ဖို့ကိုအမြန်ဆုံးစီစဉ်မယ်ဆိုတဲ့အကြောင်းနှစ်ယောက်လုံးကိုပြောပြလိုက်ပါတယ် ခုချိန်မှာတော့ဂျောင်ယောကလည်းမကောင်းတဲ့အတိတ်ကိုပြန်မှတ်မိသွားပြီးနာရအမေကလည်းကွဲဖို့ကိုဖိအားပေးနေတော့သူတို့နှစ်ယောက်ကရက်30ပြည့်တဲ့နေမှာပဲတရားရုံးမှာတရားဝင်ကွာရှင်းခဲ့ကြပါတော့တယ်။တရားရုံးကအပြန်မှာဂျောင်ယောဟာသူတို့နှစ်ယောက်အတူနေတဲ့တိုက်ခန်းလေးကိုဝင်ရင်ဘေ့စ်ဘောအလုံးလေးမှာနာရကစာရစ်ထတာကိုတွေ့ရှိသွားပါတယ်။ငါတို့အတိတ်ကိုပြန်သတိမရရင်ကောင်းမယ်လို့နာရကရစ်ထခဲ့တာပါ။ဂျောင်ယောဟာဘေ့စ်ဘောအလုံးလေးကိုကြည့်ရင်ကွဲမိတာကိုနောက်တရရနေမိပါတယ်။ နာရာကဒီည၈နာရီမှာနိုင်ငံခြားကိုထွက်သွားတော့မှာပါလို့နာရာအမေကလည်းလာပြောပါရတယ်။ဒီတိုက်ခန်းကနေပြောင်းဖို့တငယ်ချင်းတွေကချောင်းရောကိုကူညီပြီးပစ္စည်းသိမ်းပေးနေကြပါရတယ်။ချောင်းရောကလည်းနာယီကိုကြည့်ပြီးအခုချိန်မှသွားဆွဲရင်လေငါတို့ကကွာရှင်းပြီးပြီးမှမမိနိုင်တော့ပါဘူးလို့ရေရွတ်လိုက်ပါရတယ်။ အဲ့ဒီအချိန်မှာတငငချင်းတယောက်က question interview ကလာ3လကြံသေးတယ်မဟုတ်လားဆိုပြီးရုတ်တရက်ထပြောတော့အကုန်လုံးလည်းအဲ့အကြောင်းကိုသတိရသွားကြပြီး interview ကလာ3လကြာမှတကယ်ကွဲရတာဖြစ်လို့အခုလိုက်သွားဖို့ဂျောင်ရောကိုပြောကြပါတယ်အမှအိနေဆုဆုပြပြနဲ့ပဲလေးစိတ်ကိုအကုန်လုံးပြေးကြပါတယ်လေးစိတ်ရောက်တော့နာရကိုလိုက်ရှာကြပါတယ်နောက်ဆုံးမှာတော့နာရကိုတွေ့ရှိသွားခဲ့ပါပြီဂျောင်ရောကသူခန်းစားနေရသမျှ နာရာနဲ့လက်မခွဲချင်သေးတဲ့အကြောင်းကိုဖီအပြည့်နဲ့ပြောခဲ့ပါတယ်။ဒါပေမဲ့နာရာကမကြားခဲ့ပါဘူး။ဘာလို့လဲဆိုတော့နှချက်ကြီးတတ်ထားလို့ပါပဲ။အဲ့ဒါနဲ့နာရာကလည်းသူသွားတော့မယ်ဆိုပြီးချောင်ရော့ကိုနှုတ်ဆက်လိုက်ပါတယ်။ချောင်ရော့လည်းဝမ်းနဲ့ပက်လက်နဲ့လေးစိတ်ကပြန်ထွက်လာတော့မှနောက်ကလှန့်ခေါ်တန်းကြောင့်လှည့်ကြည့်လိုက်တော့နာရာဖြစ်နေခဲ့ပါတယ်။နာရာကလည်း question debut color 3လရက်60ကျန်သေးတာတီးလို့ပြန်လာခဲ့တာလို့ပြောပါတယ်။အဲ့ဒီရက်60တူနေပြီးမှကွဲဖို့ကိုနောက်တစ်ချိန်ပြန်စဉ်းစားမယ်လို့နှစ်ဦးသားသဘောထူလိုက်ကြပါတော့တယ်။ အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာအတူတူရှင်မောရင်းနဲ့ပဲတုံးနဲ့တူမခွဲနိုင်မခွာရဖတ်ထားကြပါတော့တယ်။နောက်ထပ်ရက်60ကြာအတူတူနေပြီးတဲ့နောက်မှာရောဒီအတွက်လေးဟာကွဲပြစ်မယ်လို့ထင်ပါသလားယောရဘွန်။ဇကားလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ယောရဘွန်တို့ကိုကျေးဇူးအများကြီးတင်ပါတယ်နော်။နောက်ထပ်ဇကားကောင်းလေးတွေကိုပဲရွေးချယ်တင်ဆက်သွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ပေးတာကိုလည်းမမေ့ကြပါနဲ့အောင်နော်။